်ဘာရမှာလို့လူကဟွာစီတင်းလူကဟွာစီခိုးဒီမှာဝါစီလို့ဆန်းလို့ကြည့်ရဝါရဒီမှာဝါစီမကွေးတိုင်းပခုတ်ကူမြို့အခြေဆိုင်ခြေမြန်တရင်ဌာနချုပ်တမခ101ကနေပြန်တက်လာတဲ့စစ်ကော်မရှင်ရဲ့စက်တက်လေဒီပါရမော်တာဒဇင်းကိုနိုဝင်ဘာလ22ရက်နေ့ညနေပိုင်းမှာပြစ်ချနိုင်ခဲ့တယ်လို့မြန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။တမတ101ကထွက်လာတဲ့ပါရမော်တာနှစ်ဆင်းဟာအနှိမ့်ပြန်လာခဲ့တာကြောင့်ဝိုင်းဖိုက်လက်နက်နဲ့ပြစ်ချခဲ့ရမှာ တစည်းအားပေါက်တဲ့မြိုင်မြို့နယ်အဆက်မှာပြတ်ကျသွားတာလို့သိရပါဗျ။ဘယ်နဲ့ဆင်းနေရောဒီဝိုင်းကြတာ။တာမိုတာဆက်တက်လာကြတယ်ကျွန်တော်တို့ကတည်ရတယ်။နောက်ပြီးတော့ပြန်တမ်းမှုနိုင်တဲ့အနေထားကိုလည်းတည်ရတယ်။အပြည့်ကြတယ်ပြည့်ကြတော့ဆက်တည်သွားတယ်ထိသွားတာကိုလည်းတည် အဲဆက်ပြီးသွားပြီးတော့မှဒီဒီလေးစီးနဲ့ပဲဒီလေးအောင်စီးပတ်ကြမှာဟို site ဒီတဖြည်းဖြည်းကြာတယ်ပေါ့ကြာတဲ့အခါမှာကျွန်တော်တို့တောက်ချောက်လိုက်တယ်ပါရာမောင်းပါရာမောင်းနဲ့ပိုင်းပိုင်းလောကတော့ထွက်ပြေးတယ်လို့ပဲယူဆတယ်ဗျာနော်ထိခိုက်တိုင်ရနဲ့ထွက်ပြေးတယ်လို့ပဲယူဆတယ်ဆိုတော့အကြောင်းအရာနီးကလာတော့သူတေးလက်ရှင်နဲ့အဲဘလောက်ထိခိုက်တိုင်ရပြင်းထန်နေပါလဲဆိုတော့အတင်းစိတ်အကုန်လုံးကြီးတော့မတရားဘူးထိခိုက်တိုင်ရရထားတာတော့တွေ့ရတယ်တွေ့တာတွေ့နာရင်းနဲ့ထွက်ပြေးထားတာတော့တွေ့ရပါဗျာမြန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖ ပောက်ပကဖနဲ့မကွေးပြည်သူ့ကာကွယ်တပ်ဖွဲ့ MGY PDF တို့ပူးပေါင်းပြီးပြစ်ခတ်ခဲ့ကြတာလို့ဆိုပါရယ်မောင်းနယ်စစ်ကော်မရှင်တပ်သားကဒဏ်ရာရင်းနဲ့ထွက်ပြေးသွားပြီး ပြက်ကျသွားတဲ့ပရာမိုတာကိုတော့တည်ယူသိမ်းဆဲထားတယ်လို့ပောက်ပကဖတာဝန်ရှိသူကဆိုပါရယ်အနာသိန်းစစ်တပ်ရဲ့စစ်ကြောင်းကတော့နိုဝင်ဘာလ23ရက်နေ့မှာပရာမိုတာပြက်ကျတဲ့နေရာတဝိုက်ကို ရောက်ရှိလာပြီးတော်လိုင်းတက်တွင်နဲ့ပြစ်ခတ်မှုအချို့ရှိနေတယ်လို့သိရပါရယ်ပရာမိုတာနဲ့လေကြောင်းဘုံကျဲမှု NDA ကို ထိရောက်တဲ့ကင်းထောက်စနစ်နဲ့ကာကွယ်ရေးစစ်လက်နက်တွေမရှိတဲ့သခိုင်းမကွေမန္တလေးနဲ့ပဲခူးဒေသတွေမှာမကြာခဏကြုံရလေရှိပြီးအစုလိုက်ပြုံလိုက်တပ်ဖြတ်ခံနေရတာပါပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့ကသခိုင်းတိုင်းမုံရွာခရိုင်ချောင်းမြို့နယ်ဘုံတူကြီးရွာမှာဒေသခံတွေစုဝေးပြီးမိထုံပွဲကျင်းပနေစဉ်ပါရာမော်တာနဲ့ဘုံကျဲခံရလို့ကလင်းငယ်တွေပါဝင်လူပေါင်း30နီးပါးတိတ်ဆုံးခဲ့ရပါသေးတယ် အတမတာကတော့ဒုက္ခအများကြီးပေးတယ်ဗျ။ဒါကစစ်ကြောင်းရှိရင်တမျိုးစစ်ကြောင်းမရှိရင်တမျိုးဘာသာမော်တာကတော့နေစင်းလောက်ဟုတ်ဟုတ်တက်လာပြီးနေနေစင်းနေတိုင်းဒီလေကြောင်းလိုက်ခမှုဆက်တိုက်လုံနေတာရှိပါတယ်ဗျ။ဒီပြီးခဲ့တဲ့ရှစ်ပိုင်းကြီးကလည်းဒီဘာသာမော်တာချဲသွားတဲ့ခြေရုပ်ကောပြချသွားတယ်။အဲဒီဝိုင်းတွဲနဲ့လာကျဲတယ်၊ဖိုင်တာနဲ့လာပြတယ်။ဒီအဲအဲ့လိုမျိုးနေတိုင်းရှိနေတာပါဗျ။ဒီပါရမီတာတွေဟာ ထုတ်လုပ်မှုကုန်ကြစေနေပါသလိုလူဝင်ရနည်းနည်းနဲ့ပြစ်မှတ်ကိုထိထိရဲရဲတိုက်ခိုက်နိုင်တာကြောင့်အာဏာသိမ်းစစ်တပ်ကတွန်းတွေးကြကြအသုံးပြုနေတာပါပရမော်တာတွေကိုဝင်ဟင်ပြစ်စစ်လက်နက်တွေနဲ့ပြစ်ချနိုင်သလိုပြန်တမ်းမှုအမြင့်ပေနေရင်စနိုက်ပါတွေခြင်မွေးရရိုက်ဖယ်တွေနဲ့ပါပြစ်ချနိုင်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဧပြီလအတွင်းကပခုတ်ကူမြို့တမခတရက်တက်ကထွက်လာတဲ့စက်တက်လေဒီတစည်းကို ဒေသရင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Burma Revolution Ranger တပ်ဖွဲ့ကပြစ်ချနိုင်ငံကြောင်ထုတ်ပြန်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လကလည်းစကိုင်းတိုင်းမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအနီးမှာပရာမော်တာတစ်စင်းပြက်ကျပြီးစစ်သားနှုတ်ဦးတေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။